အကြောင်းတစ်ခုကြောင့်ခန္ဓာကိုယ်မှာရေတက်ဆော်ဆော်သွားတဲ့အခါမှာအကျောစင်းအရင်တွင်းပြီးတော့အရေတက်ကိုပြန်ပြီးတော့ဖြေးကြပါတယ်။ဒါကိုရက်ကထဲမှာပလင်းကြီးချိတ်တယ်အလုံးကြီးချိတ်တယ်ဆိုပြီးတော့ပြောကြတယ်ပေါ့နော်။ဒါကြောင့်မို့လို့ဒီနေ့ဗီဒီယိုလေးထဲမှာဒီပလင်းကြီးထဲမှာကဘာဓာတ်တွေပါဝင်တာလဲ၊ဘာအတွက်အသုံးပြုတာလဲ၊ဘယ်လိုမျိုးအခြေအနေတွေရရှိမလဲဆိုတော့ကိုပြပြပေးသွားမှာဖြစ်ပါတယ်။ 30ကီလိုဂရမ်အလေးချိန်ရှိတဲ့ပုံမှန်လူတစ်ယောက်ဆိုလို့ရှိရင်အရည်တန်း2လီတာနေပြီးတော့2.5လီတာလောက်ထိလိုအပ်နေပါတယ်။အဓိကကတော့ဆုံးရှုံးသွားတဲ့အရည်တွေကိုပြန်ပြီးတော့ဖြည့်တင်ရတဲ့အတွက်ကြောင့်ပါ။ လူတစ်ယောက်ဟာတစ်နေ့မှာဆင်းရနေပြီးတော့အရေဓာတ်က1500မီလီလီတာမဆင်းရနေပြီးတော့200မီလီလီတာအခြားအရေဓာတ်ဆုံးရှုံးမှုကနေပြီးတော့800မီလီလီတာလောက်ထိဆုံးရှုံးနေပါတယ်အရေဓာတ်ဆုံးရှုံးသွားတဲ့အခါမှာပြန်ပြီးဖြစ်တင်တဲ့အလွယ်ကူဆုံးနည်းတစ်ခုကကြတော့တက်စာရည်ကိုတောက်သုံးတာပါ WHO formula နဲ့ထုတ်ထားတဲ့တက်စာရည်ကိုရေတလီတာမှာဖြောပြီးတော့တောက်သုံးတာဆိုလို့ရှိရင်အလွယ်ကူဆုံးနဲ့ဈေးသက်သာဆုံးအထူးအောင်ဆုံးရေဓာတ်ပြန်ပြီးတော့ဖြစ်တင်ပေးတာပဲဖြစ်ပါတယ် တစားရဲ့အလွယ်တူကိုရမရှိတဲ့နေရာတွေမှာဆိုလို့ရှိရင်တော့တကြားလပိအိဆို6ဆိုစားကြတော့လပိအိဆိုဆိုတဝမ်းနဲ့ရေသက်တရီတာဖြိုပြီးတော့အရေသက်ပြန်ပြီးဖြည့်ပြီးလို့ရပါရနော်တကယ်လို့လူနာကတစားရဲ့ကိုပဇက်ကနေတောက်ဖို့အဆင်မပြေတော့ဘူးဆိုလို့ရှိရင်အရေသက်ဖြည့်ဖို့အတွက်အကျော်စေးသွင်းရပါတော့တယ်အဲ့လိုမျိုးအကျော်စေးသေးရတဲ့အခါမှာလူတစ်ယောက်တစ်လိတာလိုအပ်တဲ့အရင်း2.5လီတာအပြင် ခနာကွန်ကနေပြီးတော့အခြားဆုံးရှုံးနိုင်တဲ့နေရာတွေပါထက်ထွက်ပြီးတော့အကြောင်းစင်သိဖို့လိုအပ်ပါတယ်ဒီတော့အကြောင်းစင်သိရမယ့်အကြောင်းကိုထပ်ပြီးတော့ရှင်းပြပေးပါမယ်နော်5% glucose solution ဆိုတာက desktop sugar 50 gram ကို1လီတာထဲမှာဖြောထားတဲ့အရည်ပဲဖြစ်ပါတယ်ဒီအရည်မှာကတခြားတက်ပဲပါပါတယ်အဲ့ဒီအရည်ကိုအကြောစက်တွင်းလိုက်တဲ့အခါမှာအဲ့ဒီတခြားတက်ကအသေးရဲ့ဖြစ်စီတာကိုခံလိုက်ရပြီးတော့နောက်ဆုံးအကြောထဲမှာအရည်တက်ပဲကျမာတော့တယ် ဒီရေဒါဆိုလို့ရှိရင်ရေဒါဆုံးရှုံးတာလောက်ကိုတော့ကုညီယာရောက်ပြီမဲ့တခြားနေရာမှာတော့အသုံးမဝင်ပါဘူးเนาะ0.9% slice ဆိုတာကဆိုဒီယမ်ကလိုရိုက်စား9ဂရမ်ကိုရေတလီတာထဲမှာဖြော်ထားတဲ့အရေးပဲဖြစ်ပါတယ်။သူ့ကို normal slice လို့လည်းခေါ်ကြပါတယ်။ဒီရေတလီတာထဲမှာကဆိုဒီယမ်နဲ့ကလိုရိုက်ရာဆိုလို့ရှိရင်154 mmol/s ပါဝင်နေပါတယ်။ကျွန်တော်ဒီမှာနိုင်ငံမှာက900 mmol ပဲထုတ်တဲ့အတွက်ကြောင့်မို့လို့သူ့မှာဆိုဒီယမ်နဲ့ကလိုရိုက်ရာဆိုလို့ရှိရင်89 mmol/s ပါဝင်နေပါတယ်เนาะ။ ဒီအရေးတွေကိုအကြောတဲ့တင်လိုက်တဲ့အခါမှာအသေးရဲ့ဖြစ်စီတာကိုလည်းမခံရသလိုအကြောတဲ့ကနေပြီးတော့အပြင်ဘက်ကိုရောက်သွားတဲ့ပမာဏကလည်းနေပါတယ်။ဒါကြောင့်မို့လို့သွေးပေါက်ကြီးတက်တဲ့အချိန်တွေ ရှော့ရတဲ့အခြေအနေတွေနဲ့အရေးပေါ်အသက်ကြီးတဲ့အခါတွေမှာဒီ normal slide ကိုအသုံးပြုကြပါရနော် desktop slide solution ဆိုတာက glucose 50g နဲ့ sodium chloride 9g ကိုရေတလီတာထဲမှာပေါင်းထားတဲ့အရေးကိုပြောတာပဲဖြစ်ပါတယ်။သူ့ကို desktop water ရဲ့ normal slide ရဲ့ပေါင်းထားတာပါနော်။ဒါကြောင့်မို့လို့အရေးပေါ်အသက်ကြီးတဲ့အခြေအနေတွေမှာလည်းသုံးလို့ရသလိုပါဆက်သေးကိုအစားမဝင်တော့တဲ့လူနာတွေမှာ glucose တက်တစားတက်ဖြစ်တဲ့အခါမျိုးတွေမှာအသုံးပြုလို့ရပါရနော်။နောက်တစ်ခုအနေနဲ့ကျတော့ဒီ hard mask solution အကြောင်းပြပြပေးပါပါ။ ဟတ်မတ် solution ကို regulated solution လို့လည်းခေါ်ပါတယ်။ဒီ solution အားဆိုရင် sodium 131 millimol, chloride 131 millimol, lead 29 millimol နဲ့ potassium 5 millimol, bicarbonate 29 millimol နဲ့ calcium 1 millimol တို့ကို ရေတလီတာထဲမှာထွက်ထားတဲ့အရေးပဲဖြစ်ပါတယ်။သူတို့တွေအရဆိုလို့ရှိရင်တွေးထဲမှာပါတဲ့ဓာတ်နဲ့ဆင်တူတဲ့အတွက်ကြောင့်မို့လို့အရေးဓာတ်ကိုပြန်ပြီးတော့ဖြစ်တင်တဲ့အခါမှာအသုံးပြုလို့ရပါတယ်။အထူးသဖြင့် one shot လို့အရေးဓာတ်ဆုံးရှုံးသွားတဲ့အခါမျိုးတွေကြောက်ခတ်စေတဲ့အခါမျိုးတွေမှာဒီ solution ကိုအသုံးပြုလို့ရပါတယ်နော်။အကျော်စင်းသွင်းတဲ့အခါမှာတခြားအရေးတွေကိုလည်းအကျော်စင်းသွင်းလို့ရတယ်ဆိုပေမဲ့အခုပြောပြပေးခဲ့တာကတော့အသုံးများတဲ့အရေးတွေကြောင့်ကိုမျှပေးခဲ့တာပဲဖြစ်ပါတယ်။ဒီလိုလေးကိုကြည့်ပြီးတော့ရုပ်ွက်ထဲမှာသုံးနေတဲ့ဒီအလုံးကြီးချိတ်တာ plain ကြီးချိတ်တာနဲ့ပတ်သက်ပြီးတော့တိကျလာပြီးတော့ထင်ပါတယ်။ ်။နားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်။